လီယိုနယ်မက်ဆီဟာများပြားလှတဲ့အန်ချီဖွဲ့ရတွေကိုပြုတ်လုခဲ့တဲ့ကန်တဝင်တစ်ယောက်ဖြစ်တယ်။ဒီနေရာမှာမက်ဆီကဒီလိုပြုတ်လုနေတာကိုတတ်တောင်းတတားလေးအေးအေးဆေးဆေးလေးအမှုပညာမြောက်စွာပြုတ်လုသွားတာကိုလည်းတွေ့ရပါတယ်။ data တွေအရမက်ဆီကပွဲတွေထဲမှာ intensive running အားစိုက်ပြီးပြေးလွှမ်းမှုအများကြီးမလုပ်ဘူးလမ်းလျှောက်နေတဲ့အချိန်တွေများတယ်ဆိုပြီးတော့ဆိုကြတယ်။ ဒါပေမဲ့အဲ့ဒီလိုလုံနေသည့်တိုင်အောင်မက်ဆီယာအကောင်းဆုံးဖြစ်နေတယ်မက်ဆီယာလမ်းလျှောက်နေသည့်တိုင်အောင်အကောင်းဆုံးတက်ရောက်မှုတွေကိုပြုလုပ်ပေးနေတယ်အဲ့တော့ဘာကြောင့်မက်ဆီယာလမ်းလျှောက်နေသည့်တိုင်အောင်တခြားသောကစားသမားအားလုံးနီးပါးထက်ပိုကောင်းတဲ့စွမ်းဆောင်ရည်ကိုထုတ်လွှင့်ပြသနိုင်ရလဲဆိုတဲ့အကြောင်းကိုဒီဗီဒီယိုကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အလုံးမင်္ဂလာပါစီတူအိုပီနီယိုကနေကြိုးဆိုလိုက်ပါတယ်မက်ဆီဆိုတဲ့ဒီကစားသမား goat သို့မဟုတ် one of the goat ပေါ့နော်အဲ့တော့ဒါကတော့တမတ်တဲ့သူတွေအပေါ်မူတည်တယ်အလုံးမှာညင်းအဲဒီခုံပိုင်ဝင်ရှိတယ်ပေါ့နော် debate လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ ghost အတွက် nominees တွေရှိကြတယ်ဖယ်လီမာရဒိုနာခရစ်စတီယန်ရိုနယ်ဒိုရိုနယ်ဒိုကြီးစရှိတဲ့ဖြစ်ပေါ့နော်အဲ့တော့ဒီ debate ကိုတော့ဒါကခဏထားလိုက်မယ်အဲ့ debate ထက်အရေးကြီးတာကကျတော့ကျွန်တော်တို့က messy ရဲ့ကစားဟန်ကိုခန်းစားဖို့မစီးရဲ့ကောင်းမှုတွေခန်းစားဖို့အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်လည်းတင်ဆက်စရာတွေအများကြီးရှိတယ်ခန္ဓာအမျိုးအမျိုးစုံရှိတယ် အဲ့အမျိုးစုံအများကြီးတွေကမှကန်နာတစ်ခုကိုအခုတင်ဆက်ပေးချင်တာပေါ့နော်အဲ့တော့အဲ့တင်ဆက်ပေးချင်တဲ့ကန်နာကတော့မက်ဆီကလမ်းလျှောက်နေတဲ့အချိန်မှာတော့ဘာဖြစ်လို့တခြားကစားသမားတွေထက်အားလုံးနေပါထက်အမ် superlative degree သုံးပြီးပြောမှဆိုရင်တော့အားလုံးထက်ဘာဖြစ်လို့ပိုကောင်းနေရလဲပေါ့နော်အဲ့တော့ဒီအကြောင်းကိုသိပ္ပံနေကြာလေးလာထားတယ်ဒီ statistical analyst လည်းရှိတယ်ပြီးတော့ဒီကျွန်တော်တို့ကိုယ်တိုင်မျက်မြင်ကိုတွေ့လည်းခန်းစားဘူးတွေပေါ့เนาะအဲ့တော့ messi က ဒီအေးအေးဆေးဆေးလေးပဲကစားနေအရန်နေပြေးသွားမနေဘူးအရန်နေအသေးအတန်နေကမ်းမနေဘူးတစ်ခါလေကျရင်လမ်းရှောင်နေတယ်တစ်ခါလေကျရင်လည်းအေးအေးလူလူပဲသူ့မျက်နှာမှာလည်းကျွန်တော်တို့က feelings တွေအများကြီးမတွေ့ရအောင်သူက feelings တွေရှိရလူသားပဲဒါပေမဲ့ကျွန်တော်တို့အများကြီးတွေ့မနေရဘူးညှိတွားနေတာတွေရှုံ့ပဲ့နေရတယ်တိတ်ပြီးတော့မရှိဘူးအေးအေးဆေးဆေးပဲအဲဒီသူ့ကြည့်ရတာတတောင်တတအရန်ရှိတယ်ပေါ့နော်အဲ့တစ်ချိန်တည်းမှာသူ့စီကအမှုပညာများမှုလည်းတွေ့ရတယ်အမှုပညာမြောက်ချင်းတွေကတော့ဘောလုံးလောက်ကလည်းမှာအမျိုးဆုံးရှိတယ်ဒါပေမဲ့ Messi ရဲ့အမှုပညာမြောက်ချင်းက ဒီကျွန်တော်စနုကမှာဆိုရင်ကျွန်တော်ဆိုရင် Ronnie O'Sullivan ကိုအရင်တော့ပေါ်ကြာသူ့ရဲ့ဒီဒလုံးမီဒလုံးထိုးတဲ့ကြာချိန်ပေါ့နော်ကြာချိန်ကအင်မတန်အင်မတန်နည်းပါတယ် first break တွေကိုအချိန်တိုလေးအတွင်းမှာယူနိုင်တဲ့ကစားသမားဖြစ်တယ်အဲ့တော့တိကျမှုရောမြန်ဆန်မှုရောအဲ့ဒီချိန်ထဲမှာ तू ကစက်ရုပ်လိုမျိုးဒါပေမဲ့စက်ရုပ်ဟုတ်တယ်ဒါပေမဲ့အမှုပညာမရောက်တဲ့စက်ရုပ်ပုံစံမျိုးနဲ့ तू ကတချောင်းချောင်းထိုးချသွားတာအဲ့တော့အဲ့လိုပါရမီရှင်တွေကိုကြည့်ရတာအရန်ကိုကောင်းမွန်လာတယ် အဲဒီကျွန်တော်တို့ tennis ပေါ့နော်ဒါကျွန်တော်ကြိုက်တဲ့အကစားအနေနဲ့ပြောပါဘောနော် tennis ဆိုရင်ဒါ Federer ကျွန်တော်အကြိုက်ဆုံးကစားသမားလည်းဖြစ်တယ်အဲ့တော့ Djokovic တို့ပြီးတော့ဒီ Nadal တို့ကသူ့ကို head to head မှာပို့ပြီးတော့အနိုင်ယူကောင်းယူလိုက်မယ်ပြီးတော့ဒီ Grand Slam total မှာပိုများလိမ့်မယ်ဒါပေမဲ့အမှုပညာမြောက်ခြင်းရှင်เนาะ Federer ရဲ့အမှုပညာမြောက်မှုကိုဘလို့မှရှင်လို့မရနိုင်ဘူးဒါတော့ဒါ fact လည်းဖြစ်တယ်ဒီကျွန်တော်တို့စိတ်ခံစားချက်အပြင်လည်းခံစားလို့ရနိုင်တဲ့အရာဖြစ်တယ်အဲ့တော့ Messi ကိုယ်တိုင်လည်းမှာလည်းအဲ့ဒီလိုမျိုးဒီအမှုပညာမြောက်တဲ့ ဒီဖက်ကနေလှုပ်ရှားမှုတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ပြီးတော့ဒီအဲ့လှုပ်ရှားမှုတွေဒင်မဟုတ်ပင်နဲ့အဲ့လှုပ်ရှားမှုတွေကလည်းဒီအနုပညာမြောက်ပြီးတော့အားကိုမူတည်ထားတာမဟုတ်ပင်နဲ့သူ့ရဲ့ဉာဏ်ဉာဏ်သူ့ရဲ့အမြင်စူရှာမှုသူ့ရဲ့ technical ability ကိုဒါအခြေပြုထားတယ်ဟုတ်ပြီအဲ့လိုမလှုပ်ခင်ပါလေငြိမ်နေတဲ့အချိန်လမ်းလျှောက်နေတဲ့အချိန်တွေအများကြီးရှိတယ်အဲ့လမ်းလျှောက်နေတဲ့အချိန်တွေမှာကိုကမက်ဆီကအနုပညာမြောက်နေတာမက်ဆီကပွဲရဲ့ပေါ်တက်ရောက်မှုကိုပေးနေတာပေါ့နော်အဲ့တော့ ဒီအကြောင်းကိုလေ့လာထားတဲ့စာတမ်းတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကတော့ဒါ2016 MIT Sloan Sport Analytics Conference မှာဒါတင်ဆက်ခဲ့တာပေါ့လေအဲ့တော့ MIT Sloan ဆိုတာကကြတော့အလုံးသိကြတဲ့ကမ္ဘာကျော် MIT အကြောင်းရဲ့ဒါ business အခွဲပေါ့နော်အဲ့တော့ business အခွဲဟာဒီ sport analytics နဲ့ပတ်သက်လာရင် conference တွေလုပ်တယ်အထူးသဖြင့်တော့ America ကဒီ NBA တို့မှာကဒီ statistical model ဒီ data တွေကအရင်ရှိပါတယ်ဘောလုံးက2015လောက်ရောက်မှနောက်ကနေအသေးအံလိုက်နေရတဲ့အခြေအနေပေါ့နော်အဲ့တော့ဒီကာလမှာဒီ Barcelona က ဒီ data analyst ရဲ့ပြီးတော့ဒီတခြားသောတက္ကသိုလ်တခုကျွန်တော်နာမည်မေ့နေတယ်အဲ့ကဒီ look born ဆိုတဲ့ပညာရှင်ရဲ့ဒီဘာစီလိုနာကကြတော့ Javier Fernandez ဆိုတဲ့ပညာရှင်ပေါင်းပြီးတော့သူတို့ Messi ရဲ့အမစီနေမဟုတ်ဘူးသူတို့ကတော့သူတင်ပြကျင်တာကတော့ space တွေရဲ့ awareness အကြောင်းကိုသူတို့ကတင်ပြကျင်တာပေါ့နော်အဲ့တော့အဲ့ဒီနေရာမှာအဲ့စာတန်းကိုအသုံးပြုခဲ့တယ်အဲ့စာတန်းကနေကျွန်တော်တို့တွေ့ရှိရတာ Messi ဟာဘောလုံးမကင်ပဲမပြေးပဲလဲ Messi ကတက်ရောက်မှုအင်မတန်ကြီးတာကိုတွေ့ရတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဘာလဲဆိုတော့ space occupation လို့ခေါ်တယ်ပေါ့နော် space occupation game ပေါ့ space တွေကို occupation လုပ်တာ occupying လုပ်တာပေါ့နော်အဲ့တော့ occupying လုပ်ခြင်းမှာတချို့သောကစားသမားတွေ Barcelona model နဲ့ပဲရှင်ပြရမယ်ဆိုတော့ Neymar တို့ Suarez တို့အဲ့အချိန်တော့ MSN kick ကိုအဲ့တော့ Neymar တို့ Suarez တို့ဟာ space occupation တွေသူက running နေနဲ့လုပ်တယ် Messi က running မလုပ်လည်းရတယ်သူကမတက်ရက်နေလဲ space occupation ကိုလုပ်တယ်အဲ့တော့ space occupation ကိုလုပ်တဲ့အခါမှာကျွန်တော် high value ဒီ location တွေဆိုတာရှိတယ်ကိုပေါက်နဲ့နီးပြီးတော့အနေရများတဲ့ location တွေပေါ့နော်အဲ့တော့အဲ့ location တွေမှာ Messi ကအမြဲတမ်းရှိတယ် အမြဲတမ်းရှိပြီးတော့ तू က intensive branding ဆိုတဲ့ပြေးတာမလုပ်နဲ့မတည့်ရက်နေဒါပေမဲ့မတည့်ရက်နေပြီမဲ့ space ကို तू က occupy လုပ်တာ space ကို तू ကအစိုးရတာလေအရန်ကိုကြောက်ဖို့ကောင်းတယ်သူရဲ့ passive space occupation ဘောဒီပညာရေးဝေါ်ဟာရနဲ့ပြောမယ်ဆိုရင်အဲ့ဒီ passive space occupation 66%ထိလောက်တယ်အဲ့တော့ active space occupation ကကျော်33%လောက်ပဲရှိတာပေါ့နော်အဲ့တော့ဒီနေရာမှာအဲ့လိုအသေးအံပြေးပြီးတော့ occupation မလုပ်နိုင်ဘူးဒါပေမဲ့ messy မတက်ရက်နေခြင်းကို space occupation ပဲဒါကြောင့်မလို့ messy လမ်းလျှောက်နေတာက ပြဿနာမဟုတ်ဘူးမက်ဆီလမ်းလျှောက်နေသည့်တိုင်အောင်အားလုံးထပ်ပိုကောင်းနေတယ်ဆိုပြောချင်တာဖြစ်တယ်အဲ့တော့အဲ့လိုအခြေအနေတွေကနေဒီ tin ပေါ့နော်တစ်သိန်းလုံးရဲ့ဒီ percentage ကို तू က space occupation ရဲ့ percentage ကို तू က12.5ရာခိုင်နှုန်းလောက်ထိရှူတာအဲ့တော့တစ်သိန်းမှာဒီ17ရာခိုင်နှုန်း17ရောက်ရှိအောင်17ရောက်ဆိုကျွန်တော်ပြန်ခွဲလိုက်မယ်တရာနဲ့ပြန်ပြီးခွဲလိုက်မယ်ဆိုရင် percentage ကမက်ဆီရဲ့ percentage ကတော်တော်များနေအောင်တွေ့ရလိမ့်မယ်ပေါ့နော်ဒါကမက်ဆီရဲ့တန်ဖိုးပဲအဲ့တော့အဲ့ဒီဒီသူတို့လုတ်ခဲ့တဲ့သူတေသနာရဲ့ sample ကကြတော့ဒါဘာစီလိုနာနဲ့ Ferrari ရဲ့2015 16ရာသီကပွဲကိုသူတို့အခြေခံထားတာပေါ့နော်အဲ့တော့အခြေခံထားရတယ် Messi အဲ့ဘက်မှာဂိုးလည်းမသွင်းခဲ့ပါဘူးဒါပေမဲ့လေ Messi ရဲ့ဒီဝိဒေသကိုပြတယ်တခြားသောကျွန်တော်တို့ပို့ပြီးတော့ sample တွေပွားပြီးတော့လည်းဒါကြည့်ရှုနိုင်တယ်ကျွန်တော် light land fresh ထားတဲ့ဒီမှတ်တမ်းတွေအရာတော့နောက်ထပ်ပွားထားရတော့မရှိဘူးဒါပေမဲ့လေပွားထားရင်မရှိသေးတာကျွန်တော်တို့အကုန်လုံး Messi ပွဲတွေကိုမြင်ဘူးလေ Messi ပွဲတွေကိုကြည့်ဘူးလေပေါ့နော်အဲ့တော့ဒီပညာရှင်တွေတင်ပြတဲ့ space occupation ဆိုင်ရာအယူအဆကိုကျွန်တော်တို့ရဲ့ကြည့်ဘူးတဲ့ knowledge တွေကိုထည့်သွင်းလိုက်မှာဆိုရင် ပို့ပြီးတော့ရှင်းလင်းတဲ့ idea ထက်ထွက်လာမယ်လို့ကျွန်တော်ကတော့ယူဆတယ်ပေါ့နော်အဲ့တော့ဒါအပြင် space generation game ဆိုတာရှိသေးတယ်အဲ့ဒါကကျတော့အသင်းပေါ်တွေအတွက်ခုန occupation ကျတော့ကိုယူတာ space ကို space generation game ကျတော့အသင်းပေါ်တွေအတွက်ပေးတာအဲ့တော့အဲ့မှာလည်းမစီ16 point 16.7ပါဆန်ရှိတယ်ပေါ့နော်ဒါကအင်မတန်များပြားတဲ့ပမာဏ initiator တို့လို့ဒီ creative player တဲ့ပမာဏအဲ့တော့မစီကအဲ့ဒါလည်းအမြင့်ဆုံး level ထဲမှာရှိနေတယ်အဲ့တော့ဒီအရာတွေအကုန်လုံးပေါ့နော်ခုနဟာ ဒီမှာရှိသလို Messi assist လည်းအရင်မြင်တယ် chance creation လည်းအရင်မြင်တယ် goal လည်းအရင်မြင်တယ် dribbling rate လည်းအရင်မြင်တယ် dribbling success rate လည်းအရင်မြင်တယ် one versus one take on မှာလည်းအရင်မြင်တယ် Messi ရဲ့တယောက်ချင်းကြော်ဖြတ်တဲ့နှုံနှုံပေါ့နော်ဒီခံစစ်ကစားသမားတွေကြော်ဖြတ်တဲ့အရေးအတွက်ကထောင်ပေါင်းများစွာပေါ့နော်ဒီ2015လောက်2016လောက်အချိန်အထိကိုတွန့်တော့2010နဲ့2016ကြာကိုတွန့်တော့1900 2000လောက်ရှိရယ်ခံစစ်ကစားသမားပြိုင်ဘက်ကစားသမားအရောင်း2000လောက်ကိုကြော်ဖြတ်ခဲ့တယ် အခုချိန်ဆိုတော့ double ဖြစ်နေလောက်ပြီဟိုးသူကစားသမားဘွားတွေကစာပြီးပေါင်းလိုက်အများကြီးဖြစ်နေလောက်ပြီအဲ့ဒီပမာဏအဲ့ဒီဟာပေါ်မှာ success rate ကိုသူက55 56အဲ့ဝန်းကျင် success rate နဲ့သူကကျော်ဖြတ်နေရဒါကြီးကအကုန်လုံးနဲ့မြင်တယ်အဲ့ဒီဒီလိုမျိုး volume ကို rate ကိုကျွန်တော်တို့ဒီ grab ထောင်ကြည့်လိုက်မယ်ဆိုရင်အဲ့မူလပေါ့နော်ကျွန်တော်တို့ဒီ2016လောက်က data တွေအရဆိုရင်သူကအမြင့်ဆုံးမှာရှိရတယ်။ဒါမဲ့လေတမိုင်းတစ်လျှောက်ဆိုလေဒီအမြင့်ဆုံးနှုံးထဲမှာပါမယ်။ဒီဘက်ခစ်မှာဆိုရင်လည်းအမြင့်ဆုံးနှုံးထဲမှာပဲသူရှိနေလိမ့်မယ်။ top 5က guaranteed ပဲသိကြရတယ်ပေါ့နော်။အဲ့တော့ top 1 or top 3 or ဒီအရာတွေကကြာတော့ကျွန်တော်တို့မှာ data sample တွေအတိအကျမရှိဘူး။ရှိရင်တော့ထွက်လာလိမ့်မယ်ပေါ့နော်။ဒါမှသိကြရတယ်ခုန bridge ထဲမှာပဲရှိနေလိမ့်မယ်။ဒါဟာ messi ရဲ့ power ဖြစ်တယ်။အဲ့တော့ messi ကလမ်းလျှောက်နေတယ်။အဲ့လမ်းလျှောက်နေတယ်လို့ဘာလို့ပြောကြလဲဆိုတော့ဒါ အားလုံးသိကြပါလိမ့်မယ်ဒီနာမည်ကျော် Atletico ပွဲမှာ Barcelona အသင်းက3-0နဲ့နိုင်တယ်3ပေါ်တော့ဘာနေပေါင်းမှာနိုင်တယ်ဒါပေမဲ့အဲ့ဒီပွဲမှာ Messi ကသူ့ရဲ့ဒီတပွဲလုံးရဲ့အချိန်တွေကို83ရာခိုင်နှုန်းလမ်းလျှောက်နေရဆိုတဲ့ data ရှိတယ်ပေါ့နော်ဒါကလည်းအတိအကျတွက်ထားတာအဲ့တော့ဒါကတော့ကဘာကျော်ပွဲကြီးပေါ့နော်တခြားသောပွဲတွေမှာလည်းအဲ့လိုပဲ Messi ကလမ်းလျှောက်နေရပေါ့ဒါပေမဲ့မှန်တဲ့လမ်းလျှောက်နေလမ်းလျှောက်နေသည့်တိုင်အောင်သူကပွဲကို impact ပေးနေတယ်သူက space occupation တွေလုပ်နေ ဘောလုံးရလာရင် space generation တွေလုပ်တယ် active space occupation တွေလုပ်တယ်ကိုယ်တွေ twin assist တွေလုပ်တယ်ပေါ့နော်အဲ့တော့ဒါကဒီ product ဒီ picture တစ်ခုနဲ့ messi ရဲ့ဒီအရာကိုရှင်းပြခြင်းဖြစ်တယ်ပြီးတော့တစ်ချိန်တည်းမှာ messi ကဘာဖြစ်လို့ဒီဟာအလောက်ကောင်းတာလဲကောင်းတယ် messi ကိုကျွန်တော်အရင်သဘောကျတဲ့အဲဒီတင်စားမှုပေါ့နော်ကိုနေဝင်ငင်းချမ်းကရင်ကောင်းဆိုပြီးတော့ပြောတယ်အဲ့တော့ကျွန်တော်အမြဲတမ်းဒီနိုင်ငံတကာစာပေတွေဖတ်နေတာဖြစ်တဲ့အတွက်ရင်ကောင်းလို့သုံးတာက မမြင်ဘူးတလောက်ပဲပေါ့နော်အဲမပြောတတ်ဘူးကိုနေနေဝင်ငင်းချက်ကိုရန်တီရှင်လိုက်တာလားသူဖတ်ဘူးလို့တော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဒါပေမဲ့ရင်ကောင်ကအရာလုံးကိုဒီ360 degree ကိုမြင်တာကို तू ကဒီ compound eye နဲ့ဆိုတော့360 degree မြင်နေပေါ့နော်အဲ့တော့မစီရအဲ့လိုမြင်နေဆိုပြီး तू ကတင်စားတယ်ပေါ့လေအဲ့တော့ဒီသူ့ရဲ့မူရင်းအဲဒီနာမည်ပြောင်းရှိတယ်မစီရမူရင်း La Pulga လို့ခေါ်တယ်အဲ့ဒါပါတော့ Pulga ကိုအင်္ဂလိပ်လိုပြန်လာ Flare ပေါ့နော်အဲ့ Flare ကဘာလဲဆိုတော့လှေးပေါ့အဲဒီအကောင်သေးသေးလေးပေါ့နော်အဲဒီတော့တောက်မှမပါဘူးအဲ့ तू ကပြီးတော့ 360 degree မျက်လုံးနဲ့မရှိဘူးရင်ကောင်ကတော့ပို့ပြီးတော့မိုက်တယ်လို့ထင်တယ်အဲ့တော့အပူလ်ကာဆိုတဲ့နာမည်တော့ကျွန်တော်မကြိုက်ဘူးရင်ကောင်ဆိုတဲ့နာမည်တော့တော်တော်ကြိုက်တယ်ပေါ့နော်အဲ့လိုမျိုးမြင်တာပေါ့နော်ဒါဟိုကြတော့ကျွန်တော်တို့ဒီဘက် technique ဒီ technical ပြောမယ်ဆိုရင် technical tense နဲ့ပြောမယ်ဆိုရင်ကြတော့ scan ဖတ်တယ်လို့ခေါ်တာပေါ့နော်ဒီပတ်ဝန်းကျင်ကိုလေ့လာပြီးတော့အချိန်လုံးကြည့်နေတယ်အဲ့တော့ messi ရဲ့ scan rate ကအရင်အရင်မြင်နေတယ်မှာပါတယ်ဒီ pirlo တို့ zavi တို့ပြီးတော့ဒီ lampard တို့ပြီးတော့ခုနကပဲ rodri တို့ဆိုတဲ့ဒီ scanning ကိုအရင်သုံးတယ်ပေါ့နော် odigar တို့ scanning ပတ်ဝန်းကျင်ကိုတစ်ချိန်လုံးကြည့်နေမစီကိုယ်တိုင်လည်းအဲ့လိုကြည့်နေဇာဗီဆိုရင်ပြောဘူးလေပေါ့နော်သူအခန်းထဲဝင်လာရင်နောက်ဒီတစ်ချိန်လုံးလိုက်ကြည့်နေမိတယ်ပေါ့နော်ဒီဖန်ခွက်ကပမာထားလဲခေါင်းဝကပမာထားတယ်လဲရေတံခွက်ကပမာထားတယ်အစရှိသဖြင့်သူတစ်ချိန်လုံးကြည့်နေသူတို့ရဲ့ဒီ basic instinct ပေါ့နော်မက်ဆီကလည်းအဲ့လိုမျိုး scan ဖတ်တယ်ဒါ0.5 အဲဒီတစ်စက္ကန့်မှာ0.5အချိန်ပေါ့နော်အနှစ်စက္ကန့်ကိုတစ်ချိန်စကန်ဖတ်တဲ့နှုန်းရှိပြီးတော့ကမ္ဘာအမြင့်ဆုံးနှုန်းတွေမှာပါတယ်အဲအဲ့ဒါကိုလည်းသူက effective ဖြစ်ဖြစ်ဖတ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီအရာကြီးတွေအရင်ကိုသဘောကျဖို့ကောင်းပြီးတော့ဘာဖြစ်လို့ဒီအရာကိုလုံနိုင်တာဆိုတော့တတ်သိပြချက်ပေါ့နော်အဲ့တော့ Messi ကို experiment လုပ်ထားတာမရှိဘူးဒါပေမဲ့ Ronaldo experiment လုပ်ထားရှိတယ်အားလုံးလည်းမြင်မှုမှာပါဒီ anticipation နဲ့ပတ်သက်လာရင်အမောင်ကန်းထဲမှာအမောင်ကန်းထဲမှာဘောလုံးကိုတင်တဲ့အချိန်မှာ အမောင်ချလိုက်တယ်ရန်ဒူကကိုသွင်းသွားသုံးချိန်တင်တော့သုံးချိန်လုံးကိုသွင်းတယ်ပထမတစ်ချိန်ကကောင်းတယ်ဒုတိယတစ်ချိန်က6တောင်းတယ်အဲ့နှစ်ချိန်လုံးမှာတင်တဲ့ဟာကိုသူမြင်ရတယ်တင်ပြီးတော့မှဖတ်ဆိုပြီးမေးလိုက်တယ်အဲ့ဒါရန်ဒူသွင်းသွားတယ်ပေါ့နော်အဲ့တော့အမြင်လားအမြင်ပေါ်လားအနေပေါ်လားသူမသိရအောင်ဒါမဲ့သူ့ရဲ့ sensory ပေါ့နော် sensory သူ့ရဲ့အာယုံခံမှုနဲ့တူသူအဲ့ဒါကိုကွတိဖမ်းနိုင်တယ်ပြီးတော့နောက်ဆုံးတစ်ခေါက်ကြတော့ပို့ပြီးတော့ဆိုသွားနောက်ဆုံးတစ်ခေါက်ကြတော့ကန်တဲ့အချိန်ထိကိုဒီဘောလုံးကိုထိရဲ့ contact လုပ်တဲ့အချိန်ထိကိုသူကမလင်းပြတော့ဘူးမှောင်တယ် အဲ့တော့စစချင်း body stance နဲ့ပြေးလာပြီးကန်မှုရွယ်နေတဲ့ stance အထီကိုပဲအလင်းရောင်ရှိတယ်အဲ့အလင်းရောင်ရှိပြီးဘက်ဆိုပေါင်လိုက်တဲ့အချိန်မှာတင်တယ် Ronaldo ကပခုံးနဲ့တိုက်သွင်းသွားတယ်အဲ့တော့ဒီအရာကိုကြတော့ဒါကဒီ internet system ပေါ့နော်ပြောမှဆိုရင်ကစားသမားတွေဟာလှုပ်ရှားမှုတွေကိုသူကအကုန်လုံးမှတ်မိနေမှတ်မိနေပြီးတော့အဲ့ဒီလှုပ်ရှားမှုတွေကထွက်လာတဲ့အရာတွေကိုသူကသိတယ်အဲ့တော့အဲ့လိုသိရတဲ့မှာကစားသမားတိုင်းသိတယ်ဒီဒီ cognitive ability အားလုံးမှာရှိကြတယ် အဆင့်မြင့်လေပုံမြင့်လေအဲ့တော့ Messi ရနယ်ဒိုကထိတ်ဆုံးအဆင့်မှာရှိတယ်အဲ့တော့ Ronaldo ဒါစမ်းသပ်ထားတဲ့အရာရှိတယ်ပြီးတော့ဒီလေးလာမှုတွေအရာ Ronaldo ဟာတစ်ချက် glimpse တစ်ချက်ကြည့်လိုက်တာနဲ့ဒီကိုယ့်ရဲ့ပြိုင်ဘက်တွေကိုယ့်ရဲ့အသင်းဘော်တွေရဲ့နေရာကိုခုနခု၈ခုလောက်ထိတန်းပြီးတော့မှတ်နိုင်တယ်ဆိုပြီးတော့သိတယ်ပေါ့နော်အဲ့တော့အဲ့လိုသိရတဲ့အခါမှာအဲ့လိုခုနခု၈ခုထိမှန်းနိုင်တဲ့အပြင်ခုန tested to the limits experiment နဲ့ပေါင်းစပ်ကြည့်လိုက်မယ်ဆိုရင် तू ကအဲ့လိုမှန်းနိုင်ပြီးရဲ့နောက်ပိုင်းမှာဒီ तू တစ်ခါရဲ့ကြည့်လိုက်တဲ့အချိန်မှာ ਨੇ အိတ်စားသမားတွေဘာလုပ်တော့မယ်ဆိုတော့ तू ခေါင်းထဲမှာ mapping လုပ်ပြီးသား ဲ့တော့ Ronaldo ကတခြားလူတွေအကုန်လုံးတည်းနေရာယူပြီးပိုကောင်းပြီးတော့ဂိုးတွေပို့သွင်းနိုင်တယ်။သူဒါကိုကြိုးတွက်နေပြီးသား။သူ့မှသူ့တော့မတိလိုက်ပင်နဲ့သူ့ရဲ့အားလုံးကတွက်တယ်။တွက်ပြီးရင်သူ့ချက်တော့ဒီသူ့ရဲ့ဒီ sense တွေကအဲ့ဒီနေရာကိုရောက်သွားတယ်။အဲ့ဒါတွေကိုစဉ်းစားနေအဲ့လောက်မြန်မှာမဟုတ်ဘူး။ဒါပေမဲ့သူတို့က automatic လုပ်သွားတာပေါ့နော်။အဲ့တော့ဒီသဘောပဲ Messi ဆိုရင်လည်းဒီသဘောပဲ။ပြီး Ronaldo ဆိုရင် तू ကဒီသူ့ရဲ့အကြည့်တွေက6လောက်တည်း ကိုလိုက်ကြည့်တယ်ဗောနော်6လောက်တည်းကိုနေဟန်သားတွေကို automatic တစ်ချိန်လုံးကြည့်နေတယ်သူ့ရဲ့ achieve percentage တွေအဲ့ဒီကိုရောက်နေတယ်ဆိုပြီးသိပ္ပံပညာရှင်တွေကပြောတယ်ဗောနော်ဒါဘာကိုကြည့်ရလဲဆိုရင်ခုနလိုမျိုး glance နဲ့နေရာတွေကိုမှတ်လိုက်တယ်မှတ်လိုက်ပြီးတဲ့အချိန်မှာ तू ဖတ်ကြည့်နေတဲ့သူ့ရဲ့အကြည့်ရဲ့ယာကိုင်နှုံးတွေကလှုပ်ရှားမှုတွေကိုကြည့်အဲ့လှုပ်ရှားမှုတွေဘာဆက်လုပ်မလဲဆိုတော့ तू ကတွတ်တာဗောနော်အဲ့တော့ကျွန်တော်ခုနပြောသလိုပဲအဲ့ဒါတွေကလုံးဝ millisecond နဲ့မသွားနေရအဲ့တော့ तू ကိုယ်တိုင်း တော့တိကျင်မှာတိမယ်ဒါမှမဟုတ်အဲ့ဒါရွတ်ပြီးသွားပြီအဲ့တော့ Messi ဆိုရင်လည်းအဲ့ဒီလိုပဲသူ့အနေနဲ့တစ်ချိန်လုံးပတ်ဝန်းကျင်နေကြည်နေကြည်ရမှတ်တယ်မှတ်တယ်မှတ်တယ်အဲ့ဒါရ mapping သူ့ကောင်းထဲမှာပေါ်ပြီးသားပေါ်ပြီးတော့အရာအလုံးဆက်လုပ်သွားတယ်ပေါ့နော်အဲ့တော့အားလုံးကိုနှေးလိုက်ပြီးတော့ तू ကနေနေလေးပေါ့နော်သူ့တို့အားလုံးကနှေးနေတယ် तू ကဒါတွေအကုန်လုံးကြည်ပြီးသားဒါကြောင့်မို့ဒီက mapping လုပ်ပြီးတော့သွားတာပေါ့နော်အဲ့တော့ဒီလိုအခြေအနေဖြစ်တဲ့အတွက်ဒီလိုမျိုးကြည်မြန်မှုဖြစ်တဲ့အတွက်သူတို့ဟာလမ်းလျှောက်နေလေဒါအရင်ကောင်းတယ်ပေါ့နော်ဒါအခုကတော့ Messi အကြောင်းပြောတာဆိုတော့ဒါ Ronaldo နဲ့ကဒါ ဒီဘုဒ္ဓအနေနဲ့ရှင်းပြီးတော့ပြောပြရပါမက်ဆီအတွက်ကြောင့် experiment လုပ်ထားတာကျွန်တော်မရှိဘူးပေါ့လေမရှိတဲ့အခါမှာကျွန်တော်နေ့ခုနတင်ပြခဲ့တဲ့ MRD Sloan ကဒီ analysis တခုရှိတယ်ပြီးတော့ Ronaldo ရဲ့ experiment မှာကျွန်တော်တို့မြင်ခဲ့ရတဲ့သိပ္ပံပညာရှင်တွေပြောထားတဲ့ sensory ဆိုင်ရာအချက်အလက်တွေရှိတယ်ပြီးတော့ Messi နဲ့ပတ်သက်တဲ့တကယ့်ကဘာကျော် scan နဲ့ပတ်သက်လာရင်သိပ္ပံပညာရှင်ဖြစ်တဲ့ Gage Jordan တို့ရဲ့ဒီပြောထားတဲ့အချက်တွေရှိအဲ့ဒါကိုပေါင်းလိုက်တဲ့အခါမှာတော့ Messi ဟာ မတည့်ရက်နေ့ဒီတိုင်အောင်အားလုံးထက်ကောင်းနေတယ်ကစားသမားဖြစ်နေတော့မယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်အာတခြားသောအကြောင်းအရာမျိုးစုံတွေကျွန်တော်တို့တင်ဆက်ခဲ့ပြီးပါပြီအဲ့တော့အခုကတော့ဒီအကြောင်းအရာဘက်ကိုတည်သက်တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ဒီအကြောင်းတွေပတ်သက်ပြီးတော့ဆွေးနွေးကြတာရှိရင် comment မန့်ခဲ့ပါအောင်လို့ဒါဖိတ်ခေါ်ချင်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ